ငွေဘလောက်ရှာနိုင်တာကိုမသာမိစေနဲ့ငွေနဲ့ပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုဘလောက်စုဆောင်ထားနိုင်ပြီလဲဆိုတာကပိုအဓိကကြားတယ်အားလုံးသိကြတဲ့အတိုင်းဘေးပတ်ဝန်းကျင်မှာတချို့ပြောဆိုတန်တွေကြားပူကြပါလိမ့်မယ်မိအနေနဲ့တလားတလားပတ်စံဘလောက်ဝင်လဲဆိုတာမျိုးပေါ့တချို့ကတလားတလားတင်တရားဝင်နေတို့တလားကို3900လောက်ဝင်နေတို့တချို့ကလည်းတလားတလားကို3100လောက်ဝင်နေတို့တချို့ရဲ့ပြောဆိုတန်တွေဒီလိုကြည့်နေတဲ့မိတ်ဆွေနေနဲ့ကြားပူကြပါလိမ့်မယ်အဲ့ဒီလိုမျိုးဝင်တာကအဓိကမကြပါဘူး ဲ့ဒီရဲ့နောက်ွယ်မှာဘလောက်တိစုဆောင်ထားနိုင်ပြီလဲဆိုတာက ပိုအဓိကကြတာကိုတွေ့ရပါတယ်ဘာလို့လဲဆိုရင်တချို့ကတလားကိုတိန်းတုံးရဝင်တယ်လို့လည်းပြောတယ်ဒါပေမဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေဘလောက်ရှိနေပြီလဲလို့မေးကြည့်လိုက်တဲ့အခါမှာသူတို့တွေဒီငိုင်းတော်တာတွေတွေ့ရပါတယ် အဲ့ဒီလိုကဘာလို့ဖြစ်တာလဲဆိုရင်တလားတလားသူ့မှာပတ်စံဝင်နေဆိုပြီးရင်အဲ့ဒါကြီးကိုပျော်ပါပြီးမှဘာလို့မိလဲဆိုရင်ဒီဘက်မှာအတကုံတုံဖြုံပြီလို့ပါငါကတော့ဝင်ငွေချမ်းတယ်ငါကတော့ဘလောက်တောင်ဝင်နေတယ်ဆိုပြီးရင် ကုကုကုမန်တက်ပြီးမှအတကုံဒီဘက်မှာတုံဖြုံပြီလို့ပါတခါတော့ကဆိုရင် ကျွန်တော်ရဲ့ငွေတငယ်ချင်းမိန်းကလေးတငယ်ချင်းတယောက်ရှိပါတယ် သူ့နာမည်ကစွမျက်မူလို့ခေါ်ပါတယ်။သူဟာဆိုရင်ကျွန်တော်ရဲ့ဇာတိမျိုးကမနစ်ခင်မိခွေစီမှာခရမ်းရင်ဒီရောက်တာပါ။နေစဉ်သူကမနစ်အစောကြီးထထသွားရတယ်။မနစ်၄နာရီ၅နာရီဆိုရင်အစောကြီးထထသွားပြီးမှမိခွေစီမှာခရမ်းရင်ဒီတွေရောက်ရတာပါ။အဲ့လိုမျိုးရောင်းရင်ရောင်းရင်နဲ့နှစ်ကြာလာတဲ့အချိန်မှာသူ့ရဲ့ပိုင်ဆိုင်မှုကကျွန်တော်တို့ကိုယ်တိုင်ကိုအံ့ဩမိလောက်ပါတယ်။အဲ့လိုမျိုးနဲ့တနစ်တနစ်ချိုးချံချွေတာစုရင်းစုရင်းနဲ့နောက်ဆုံးမှာတော့အိမ်ဝင်းလေးတဝင်းလောက်ဝယ်လိုက်နောက်ထပ်တဝင်းလောက်ဝယ်လိုက်နဲ့ နောက်ပိုင်းမှာအိမ်ဝင်း၃ဝန်းလောက်ကိုပိုင်ဆိုင်သွားတာကိုတွေ့ရပါတယ်။ဘွေးရပညာရတ်တော်မဟုတ်ဘူးနော်။သူကနေ့စဉ်သူကခင်းကျင်တီမိခွေစည်းမှာရောင်းရင်းနဲ့အိမ်ဝင်း၃ဝန်းလောက်ထိကိုပိုင်ဆိုင်သွားတာပါ။ဆိုလိုချင်တာကတော့ကိုကလက်ရှိဘာလုပ်ငန်းပဲလုပ်နေလုပ်နေအဓိကတော့ဇွဲမလျှော့ပဲနေ့စဉ်သူကတရားရဂိုင်းတော့အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့ခံယူခြင်းအပြည့်နဲ့လုပ်ဖို့တော့လိုတာပေါ့နော်။အဲ့ဒီလိုပဲကျွန်တော်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေများစွာရှိပါတယ်တချို့တချို့တလကိုတိန်တရာကျော်လောက်ရတယ်လို့ တလောက်ကို300ကျော်လောက်ဝင်ဝင်ရနေတယ်လို့ဒါပြောနေတာခုတော်တော့ကမိခွေစည်းမှာခင်းကျင်ဒီရောင်းနဲ့ကျွန်တော်ရဲ့တငယ်ချင်းအရင်လောက်ကိုပိုင်ဆိုင်မှုတွေယဉ်နှီးမြုံနံမှုတွေမရှိသေးတာကိုတွေ့တွေ့ရပါတယ်အဲ့ဒါဘာလဲဆိုရင်ဝင်ဝင်နဲ့ထွန့်ဝင်မမြအောင်သုံးမိဖြုံးမိလို့ပါတချို့ဆိုရင်ဝင်ဝင်ကောင်းတယ်ဒီဘက်မှာကစွန့်မိစောင့်မိမရှိဘူးအတကုံသုံးဖြုံးနေတာကိုနော်အဲ့ဒါဆိုတော့ ိတ်ပေါက်နဲ့ဖားကောက်တယ်လို့ဖြစ်နေမှာတော့ဘလို့လို့ပိုင်ဆိုင်မှုတွေကတိုးတက်မလဲဘလို့လို့အိမ်ဝင်းတွေထတ်တိုးမလဲဘလို့လို့ပိုင်ဆိုင်မှုတွေကတိုးတက်တော့မလဲတေချာစဉ်းစားကြည့်ပေါ့ဗျာဒါကြောင့်မလို့ဒီဘလူးဂျင်းတွေမိတ်ဆွေတွေကိုအဓိကမှာကျင်တာကတော့ငွေဘလောက်ရှာနိုင်လဲဆိုတာကိုတွားတဲ့မတာမိစေနဲ့နော်ငွေနဲ့ပိုင်ဆိုင်မှုယင်းနှိမ့်ညံ့မှုဘလောက်စုဆောင်ထားနိုင်ပြီလဲဆိုတာကပိုအဓိကကြတယ်လို့အဓိက message ပေးလိုက်ချင်ပါတယ်ခုလောက်ရှင်းပြရဲဆိုရင်ဒီဘလူးဂျင်းတွေမိတ်ဆွေနေနဲ့အိုင်ဒီယာလေးတစ်ခုရရှိလိုက်မယ်လို့ယုံကြည်ပါတယ် ဒီဗီဒီယိုကမိတ်ဆွေတို့အကျိုးရှိတယ်ဆိုရင် like and share လုပ်ပြီးခွင့်မှတ်မှာ yes လို့ရေးပေးခဲ့ပါအောင်